အားလုံးပဲမင်္ဂလာပါခင်ဗျာ ကုလင်းအော်တိုမိုဘိုင်းစိရဲ့စာမေးစာနာကနေကြိုဆိုလိုက်ပါခင်ဗျာကုလင်းအော်တိုမိုဘိုင်းစိရဲ့စာမေးစာနာရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကြဖြစ်တဲ့မက်ဖြူရဲ့ကားရီဗျူဗီဒီယိုအစားကျွန်တော်တို့ရဲ့ကုလင်းအော်တိုမိုဘိုင်းစိရဲ့စာမေးစာနာမှာလက်ရှိရရှိနိုင်တဲ့ကားမျိုးစားများနဲ့ကားစားပွဲနဲ့ပတ်သက်ပြီးဝန်ဆောင်မှုတွေကိုဘယ်လိုပြင်နေလဲဆိုတာကိုမိတ်ဆက်ပေးသားမှာဖြစ်ပါခင်ဗျာကဲကျွန်တော်နဲ့အတူတူကြည့်လိုက်ကြအောင် ျွန်တော်တို့ဒီဘက်ဥပဒေကရှိုးရုံမှာဆိုရင်တော့ EV ကားလေးတွေအနေနဲ့ Mazda MiV5 ရှိမယ်။ Dian နှစ်စီးရှိပြီးတော့ Brand New Dongfeng Nami တစ်စီးရှိမယ်။အနောက်ဘက်မှာဆိုရင်တော့ Kia Sorento 2019ခရောင်းတစ်စီးရှိမယ်။ Crown 2001တစ်စီးရှိမယ်။2024 Brand New Jetdot Dashing တစ်စီးနဲ့2024 Kia Sportage တစ်စီးရှိပါမယ်ခင်ဗျာ။ ကဲဒီလမ်းရှိုးတော့မှဘယ်ကားရှိမလဲဆိုတာကိုကျွန်တော်နဲ့အတူသွားကြည့်လိုက်ရအောင်ဗျကဲကျွန်တော်တို့အခုပလန်ရှိုးရောက်ပါပြီခင်ဗျာပလန်ရှိုးရောမှာရောဘလို့ကားလေးရှိမလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်ခင်ဗျာ မင်္ဂလာပါကိုဟုတ်ကဲ့ဒီဘက်ဒီဘက်ဖီလန်ရှိုးရူမှာဟောဘလိုကားလေးရှိမလဲဆိုတာကျွန်တော်ဆက်ပြပေးပါဦးခင်ဗျာအဲကျွန်တော်ပထမဆုံးအနေနဲ့ပြပေးချင်တဲ့ကားလေးကတော့ကျွန်တော်ဒီမှာ Mercedes GLB 200ပေါ့နော်2023 model လေးပဲဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့ကျွန်တော်ပြပေးချင်တဲ့ကားလေးကတော့ Kia Carnival model 2025 brand new ပြည်လိုလေးပဲဖြစ်ပါတယ်ဟောဒီဘက်ကကြတော့ကျွန်တော်တို့ဒီ Master C85 2019 model လေးပဲဖြစ်ပါတယ်ခင်ဗျာအဲဒီဘက်ကကြတော့ကျွန်တော်တို့ဒီ EV တွေရဆိုရင်တော့ Mazda MF-9 brand new 0 kg လေးပဲဖြစ်ပါတယ်ဒီ color ကတော့ gray အောင်လေးဖြစ်မယ်အနောက်မှာသင်တော့ကျွန်တော်တို့အဖြူအောင်လေးတစ်စီးရှိပါအောင်ပဲဟုတ်ဒါကတော့ Mazda MV-9 အဖြူအောင်လေးပဲဖြစ်ပါတယ်ခင်ဗျာ brand new 0 kg ပါဒီဘက်ကကြာတော့ကျွန်တော်တို့ Toyota Corolla Active Model 2020လေးပဲဖြစ်ပါတယ်ကျွန်တော်ဒီဘက်ကကြာတော့အဲမီတာစု3ပါဆိုရင်တော်တော်အဆင်ပြေတဲ့မီတာစု3စီစီဖြစ်တဲ့ Toyota Rush မော်ဒယ်2019မော်ဒယ်လေးပဲဖြစ်ပါတယ်။ဒါတော့ကတော့ကျွန်တော်တို့ရောင်းဝယ်လေးတွေအတွက်လို့ကျွန်တော်တို့ showroom ထဲမှာ stock လုပ်နေတဲ့ကတော့ဒီကားလေးပဲပြန်ရှိပါတော့မယ်ခင်ဗျာ။ပြန်ရှိနေတဲ့ကားလေးတွေကိုကြည့်ရှုနေဆိုရင်တော့ကျွန်တော်လိမ့်ချာအနေနဲ့ကတော့အဲကမာရွတ်မြို့နယ်ပြည်လမ်းမပေါ် Novotel Hotel နားမှာရှိပါတယ်ခင်ဗျာ။ကဲအဲ့ဒါဆိုရင်တန်ခွာလာရှုံးတော့ဆက်သွားကြအောင်ခင်ဗျ အခုကတော့ကျွန်တော်တို့တောင်းကလာရှိုးရူးရောက်နေရပါတောင်းကလာရှိုးရူးမှာတော့ EV ကတည်ဆက်ထားတာဖြစ်ပါတယ်ဗျာကျွန်တော်တို့တူတူကြိုက်ကြအောင်ငလာပါကိုငလာပါညီတောင်းလာချိုးတော့မှရှိရဲ EV ကားလေးအကြောင်းပြပြပေးပါဦးခင်ဗျာ ုတ်ကဲ့ပါဒီကျွန်တော်တို့ဒီတောင်းကလာ showroom ကတော့ဒီ EV တွေပဲအဓိကထိုင်အောင်တဲ့ showroom ဖြစ်တယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ဟိုလက်ရှိဒီရှိနေတဲ့ EV တွေထဲမှာဆိုလို့ရှိရင်ဒီဘက်မှာ Leaf Motor PO3 လေးရှိမယ်ဒါပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်တော့ Dian S1 ပေါ့နော် Aprion လေးရှိမယ်ဟိုဘက်မှာဆိုလို့ရှိရင် Dian S1 အစင်းရောင်လေးရှိမယ်ပေါ့နော်ဒီကောင်လေးတွေကတော့လက်ရှိမှာကျွန်တော်တို့ကိုကန်းကနအသွားပြန်ပြီးတော့ပဲရှိသေးတယ်ပေါ့ဒီကျွန်တော်တို့ဒီ showroom ကိုမရောက်သေးတဲ့ဒီတခြား EV တွေလက်ရှိသေးတယ်ပေါ့နော်အဲဒီထဲမှာမှ Iron Anna 7 ်အပလိုရှင်တောင်ခန်းနမ်းမြေရဲ့အဲ့လိုကားလေးတွေလည်းကျွန်တော်တို့ဒီမှာစုစုံနေနေရှိပါတယ်ဗျဒီမင်းတို့အနေနဲ့ကျွန်တော်တို့ဒီ showroom ကိုပေါ့ဒါလည်းဝယ်ယူအပ်ပေးခြင်းနဲ့ကားလေးမျိုးပြည့်စုံနေတယ်ဆိုလို့ရှိရင်တော့ဒီတောင်ကလာကျွန်တော်လမ်းမပေါ်မလိခအင်ရရဲ့ဂိတ်နံပါတ်1ရဲ့မျက်နှာချင်းဆိုင်ရှိတဲ့တဲ့မှာကျွန်တော်တို့ showroom ရှိပါတယ်ဒါလည်းအပ်ပေးကြဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ကိုလင်းအော်တိုမိုဘိုင်းစိတ်ရဲစားပြီးဆန်တာမှာကားရောင်းပိုင်းအပြင် brand store service ဖြစ်ပြီးအနေရော service ဘိုင်းမှာလည်း 3D alignment ချင်းနေခြင်းကား engine နဲ့ wiring များကိုကုညာဆက်ထိုးစစ်ဆေးပေးခြင်း engine wire နဲ့ဂီယာ wire များလဲလှယ်ပေးခြင်း engine နဲ့ဂီယာများစစ်ဆေးပေးခြင်းကားအောက်ပိုင်းပြုပြင်ပေးခြင်းဒါအပြင်ဒီတိုင်းဘိုင်းမှာလည်းကုန်တင် support list ဒီစိအင်ဂျင်ကန်းနဲ့အင်ဂျင်ကန်းကတန်ရှင်းပြုပြင်ပေးခြင်းစတဲ့ service တွေကိုကျွန်တော်တို့ရဲ့ကျွမ်းကျင်ပညာရှင်များအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရဖြစ်ပါတယ်ခင်ဗျာ ။ဒိဋ္ဌာအရင်နဲ့ရတော့အမှတ်224ဥဝိဒါရလမ်းနဲ့ဓမ္မစရီလမ်းမီပွိုင်းတောင်း SBC Tower ဘေကရက်မှာတည်ရှိပြီးတော့မနက်9:00နာရီမှညနေ6:00နာရီအထိပိတ်ရမရှိဝင်ဆောင်မှုပေးနေရမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ကားလင်းပတ်သက်တာမှန်သမျှအကုန်ရနိုင်တဲ့ကျွန်တော်တို့ရဲ့ Cooling Automobile ဆက်ရ Service Center ကိုဒါရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ Thank you.